ဒီနေ့ဝင်ငါမဲ့ခေါင်းစဉ်ကတော့ကေတင်ရင်းတရားအတွက်တသက်ခံနေအာဩဘွေရနမိတ်လက္ခဏာဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာညောင်းတော်သောဆရာတွေကဘုရားသခင်ရဲ့နမိတ်လက္ခဏာတော်တကောတော်တွေနဲ့ဒီနေ့ပတ်ဝန်းကျင်မှာတချို့အတင်းတော်တွေမှာပေါ်ပြနေတာကျွန်တော်တွေ့ရတဲ့အခါမှာကျွန်တော်တစ်ခါစဉ်းစားမိတယ် ကျမ်းစာထဲမှာဘုရားသခင်ကတကောနမိတ်လက္ခဏာဆိုတဲ့အရာတွေကိုပြသခဲ့မှန်ပါလေ။မင်းယနေ့ကျွန်တော်တို့ကိုဒီတကောနမိတ်လက္ခဏာဆိုတဲ့ဘုရားသခင်ကဘာကြောင့်ပြတာလဲ။ဘုရားသခင်မှာရည်ရွယ်ချက်ရှိဒီတော့ကြောင့်မလို့ကျွန်တော်ယနေ့ဘုရားသခင်ရဲ့ပေါ်ပြခြင်းကြောင့်အဲ့ဒီအကြောင်းရနဲ့ပတ်သက်လို့အနေငယ်ကျွန်တော်တို့တိုက်တွန်းနှိုးဆော်ခံယူတဲ့အခါမှာစိတ်နှလုံးသားတကားကိုဖွင့်ပြီးတော့ ျွန်တော်ခံကြရတရားဒေသနာအတွက်ကျွန်တော်တို့ဆုတောင်းကြရအောင်။ကောင်းကင်ဘုံလာရှိတော်မူသောဖခကိုတော်ကိုယေရှုတင်ပါ၏။ကောရှင်ဖျားသည်ကဘာဦးမှာစ၏ယနေ့အချိန်ဒီတိုင်အောင်များစွာသောတကူနေနမိတ်လက္ခဏာများကိုလူတို့အားပြသခဲ့ပါ၏။ယခုလည်းကောရှင်ဖျားပြသနေစေဖြစ်ပါ၏။ကောရှင်ဖျား၏တကူနမိတ်လက္ခဏာသည်ဒီနေ့ ဘုရားသခင်ထံတော်ပါမလာတော့ရည်ရွယ်ချက်အကြံစီဖြစ်ပါလိမ့်။ယနေ့ question ဘုရားအကြံစီတော်အဖြစ်လူတို့ကို question ဘုရားရွေးချယ်လက်အတော့ပြုတဲ့ခါမှာကိုတော့တွတ်ပဲဖြစ်ပါလိမ့်။တကိုးပြတော့သူရဲ့တကိုးကြောင့်မဟုတ်ပါဤတကိုးကိုပြဆိုနိုင်သောဤနမိတ်လက္ခဏာကိုပြနိုင်သောဘုရားသခင်ကြောင့်ပါဖြစ်ပါလိမ့်။ question ဘုရား နေဤတရားဒေသနာကိုခံယူကြတဲ့အခါမှာအရောက်ဆိုင်စိတ်လုံးသားထဲမှာတုတ်တိလက်ထိုတကောနမိတ်လက္ခဏာ၏အနောက်မှာ ပြနိုင်သောသူသည်ဘုံတကောနေပြည့်စုံသောသာဝရဘုရားသာဖြစ်ပါလေကိုသိရှိနားလည်ခံစားလည်ကိုရောကိုဝုပြုကိုကိုယ်ကြသောတာသမီများဖြစ်အသက်တာကိုပြုပြင်ပြောင်းလဲပြီးတော်မူပါဤတရားဒေသနာဝေငါမကျွန်တော်နှုတ်ဆက်ပါဆက်ကိုကောင်းကြီးပေးလက်ကိုရောနိုင်ငံတော်အတွက်အသုံးပြုတော်မူပါသခင်ယေရှုခရစ်ဘုရားနာမတော်မြတ်ကိုအမိပြုလက် ယောဒီလေးမြတ်စွာကျင်းသောချီးမွားဆုတောင်းလက်ဤတရားလေးသနာကိုဝေခပါရပါအာမင်အာမင်ခုနပြောပြီလို့နော်ကပောင်းကျောင်းကနေစပြီးတော့ဖတ်ကြည့်လို့ရှိရင်ဘုရားသခင်ရဲ့ထူးခြားတဲ့တကောတမိန်လက္ခဏာတွေကိုကျွန်တော်တို့ဗျာဒိတ်ကျမ်းလေးတွေ့ရဟိနေဝါစာခန်းကြီးနေခန်းငယ်3က4ကိုအဓိကထားပြီးတော့ကျွန်တော်တို့ယနေ့ ဲ့ဒီကုဏမိတ်လက္ခဏာတွေအကြောင်းကျွန်တော်စဉ်းစားကြရအောင်အစာဦး၌ဘုရားသခင်ဟောတော်မူ၏ဒေသနာစကားတော်ကိုကြားရသောသူတို့သည်လုံလောက်သောတသက်အပြည့်ငါတို့အားစင့်စင်ဟောပြောသောဤမြလောက်ကြီးစွာသောကယ်တင်တော်မူခြင်းတရားကိုငါတို့သည်နားမထောင်ဘဲနေလေအပြစ်ဒဏ်နှင့်အဘယ်သို့လွတ်ကြလိမ့်မည်။ထိုတသက်ခံသောသူတို့နှင့်သူဘုရားသခင်သည်မိတ်လက္ခဏာအံ့ဖွယ်သောအမှုအပြစ်၎င်း ထူးဆန်းသောတကောထူးထူးပြားပြားအားဖြင့်၎င်းတန်ရှင်သောဝိညာဉ်တော်သည်မိမိအလိုတော်တိုင်းဝေငှသောစွမ်းရည်ကျေးဇူးအားဖြင့်၎င်းတတ်သိခံတော်မူ၏။ဟေဘရဝါစာခန်းကြီးနှင့်ပြောပြထားတယ်။ဒီဒေသနာစကားဖျားသခင်ဟောတဲ့ဒေသနာစကားကိုကြားတော်သူတို့ရဲ့အတ္တမှာတဲ့လုံလောက်တဲ့တတ်သိဖြစ် ဒါကြောင့်မလို့အဲ့ဒီလောက်ကြီးစွာတဲ့ကယ်တင်ရှင်တရားကိုနားမထောင်မဲနေတဲ့သူအပေါင်းတို့ကအပြစ်ဒဏ်နဲ့ကင်းလွတ်တဲ့လူရှိတယ်။အဲ့ဒီသတ္တေခံတဲ့လူတွေနဲ့သူဖျားသခင်ရဲ့နမိတ်လက္ခဏာအောင်းပွဲသော အမှုထူးဆန်းတဲ့တကိုးပြားပြားသောအထူးထူးပြားပြားသော အာပြစ်၎င်းတန်ရှင်သောဝိညာဉ်တော်ကသူ့ရဲ့အလိုတော်တိုင်းဝေငှတဲ့စွမ်းရည်ကျေးဇူးဖြင့်သတ္တေခံတော် ခေတင်ကြီးတို့တသက်ခံတယ်ဆိုတဲ့အံ့ဩဖွယ်နမိတ်လက္ခဏာကြောင့်ပြန်စဉ်းစားကြည့်အံ့ဩဖွယ်ရနမိတ်လက္ခဏာဆိုတာတဘာဝလွန်လူရဲ့လုံနိုင်စွာလူရဲ့တွေးခေါ်နိုင်စွာထက်ကြော်လွန်ပြီးတော့ဖြစ်ပျက်တဲ့အရာတစ်ခုဒါကအံ့ဩဖွယ်ရနမိတ်လက္ခဏာလို့ပြောတယ်တမန်ကျမ်းစာမှာဖျားခင်ရဲ့အံ့ဩဖွယ်ရနမိတ်လက္ခဏာတွေကိုပြုနိုင်တဲ့သူကတော့ ဖရားပဲဖရားပဲဒါကြောင့်မလို့ဆာလံကျမ်းခန်းကြီး89နှစ်ခန်းငယ်14ကိုဖတ်ကြည့်ကိုရော်ဒီအံ့ဩဝယ်သောအမှုကိုပြုတော်ဖရားဖြစ်တော်မူ၏လူမျိုးတို့တွင်တကိုးတော်ကိုပြတော်အံ့ဩဝယ်သောနမိတ်လက္ခဏာကိုပြတဲ့သူကဖရားပဲဖြစ်တယ်လူပေါင်းတို့ကိုလည်းတကိုးပြနိုင်တာကဖရားပဲဒီနေ့ကျွန်တော်ပေါ့ဝန်းကျင်မှာ တချို့တွေကအနာငင်းငင်းတကိုးတွေပြနေကြတယ်။နော်။ဆူတောင်းပြီးလဲကြွားတဲ့တကိုးတွေပြနေကြတယ်။ဘာကြောင့်လဲ။ဒီလူတွေကဒီစီအရတကိုးတွေပြနေတယ်ဆိုတာကဒီလူမျိုးစွားနေနမိတ်လက္ခဏာတွေပြနေတယ်ဆိုတာကဘာအတွက် ပြနေတာလဲ။ကျမ်းစာထဲမှာကတော့ဖျားသခင်ကတကိုးနမိတ်လက္ခဏာပြတယ်ဆိုတော့ဖျားမှာရည်ရွယ်ချက်ရှိတယ်။ ဒီအောင်ပွဲရနမိတ်လက္ခဏာတွေကဖရာသခင်ရဲ့ဘုံတကူတော်နဲ့ရည်ရွယ်ချက်ကိုဖော်ပြတဲ့လုပ်ရဖြစ်တယ်။ဖရာသခင်ရဲ့တဝတော်နဲ့အကျံစီတော်ကိုတည်ဖို့အတွက်ဖော်ပြတဲ့လုပ်ရဖြစ်တယ်။ပြောချင်တာကဖရာအတွက်ဖြစ်တယ်။ဒီတကူနမိတ်လက္ခဏာပြတဲ့လူတွေနာမည်ကြီးဖို့မဟုတ်ဘူး။ဒီငကောနမိတ်လက္ခဏာပြတဲ့လူတွေကိုလူတွေကချီးမွမ်းပြီးတော့သူတို့ကိုဖျားလို့မျိုးဝုတ်ပြုကိုးကွယ်မှုမဟုတ်ဘူး ဒီတကောလမိတ်လက္ခဏာကိုသူ့ကိုပြစေတဲ့သူ့နောက်မှာရှိတဲ့သူကိုကိုယ်တဲ့ဖရာကိုအဲ့ဒီလူတွေမြင်တွေ့စေခြင်းလို့အဲ့ဒါဖရာရဲ့ရည်ရွယ်ချက်ဖြစ်တယ်။ကျွန်တော်တို့တမောင်းကျမ်းကိုဖတ်ကြည့်လို့ရှိရင်ထွမြောက်ကျမ်းခန်းကြီး၃ခွင့်ငယ်ခုနှစ်ကရှစ်ကိုဖတ်ကြည့်ခါဝရဖရာကလည်းအေဂုတုပြည်၌ရှိသောငါ၏လူတို့ခံရသောညင်စေခြင်းကိုငါစိတ်စိတ်မြင်ခဲ့ပြီ။သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မိန်းတော်တန်ကိုလည်းငါချားခဲ့သူတို့နာကြီးကြီးဝေဒနာကိုငါသိသူတို့ကိုအေဂုတ်တို့ပြည်အေဂုတ်တို့လူတို့လက်မှငါကယ်နှုတ်၏ခါနနိလူဟေတိလူအာမောရိလူဖေရစီလူဟီဝီလူယေဘုသည်လူတို့နေရာတို့နှင့်ပြားရည်စီးသောပြည်တို့ပို့ဆောင်ခြင်းကငါစင်းလာဖျားသခင်ရဲ့ရည်ရွယ်ချက်နဲ့အကြံစီတော်ကပါတယ် သူရဲ့ရွေးကောက်ထားတဲ့ဣသေလလူမျိုးတွေအဲကုန်တို့ပြည်မှာခံနေရတဲ့ကျင်းစေခြင်းဒုက္ခရောက်ခြင်းကြုံခံနေရခြင်းမတရားပြုခံနေရခြင်းကိုဘုရားသခင်မြင်တဲ့အခါမှာဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့အကြံစီကဘာဖြစ်လာလဲသူတို့ကိုကယ်လို့ဖို့ကြံစီဖြစ်လာတယ်နို့နဲ့ပြားရင်စီးတဲ့ပြည်ကိုပို့ဆောင်ဖို့အတွက်ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကြောင့်ဘုရားသခင်စဉ်သက်လာပြီလို့ဒီကျမ်းပိုက်အပြည့်ပေါ်ပြတယ် ကြောင့်မလို့ထမြောက်ကြံခန်းကြီး၃ခန်းငယ်20ရောက်တဲ့အခါမှာငါဒီလဲလက်ကိုဆက်ရဲအဲရိုတုပြည်လိုက်ငါပြုတ်လက်တက်တော့ငါဤအဟောဝယ်မှုရှိသမျှတို့နဲ့ထိုပြည်ကိုဒဏ်ခတ်တယ်။ဘုရားသခင်ရဲ့အကြံစီထိုနောက်အဲရိုတုဘုရင်သည်သင်တို့ကိုလွှတ်လိုက်။ဒါဘုရားသခင်ရဲ့အကြံစီနဲ့ရည်ရချက်ကိုအခန်းကြီး၃ခန်းငယ်20မှာထပ်တွေ့ရတယ်။အဲ့ခါမှာဘုရားသခင်က သူ့ရဲ့အကြံစီတော်ကိုထားမြောက်ဖို့အတွက်သူ့ရဲ့ရွေးကောက်တဲ့သူတယောက်ကိုဘုရားသခင်ရွေးကောက်ခဲ့တယ်။အဲ့ဒီသူကတော့မောရှိ။ထို့နောက်ဘုရားသခင်ကမောရှိကိုရွေးကောက်ပြီးသူ့ရဲ့အလိုတော်ကိုဆောင်ဖို့ဘုရားသခင်ရဲ့အလိုတော်တိုင်းစွန့်ရည်တတ်တည်ပေးတယ်။ဘုရားသခင်ရဲ့ရည်ရချက်အကြံစီတော်ကိုပြည့်မြောက်ဖို့အတွက်ဘုရားသခင်မောရှိကိုရွေးကောက်ပြီးတော့သူ့ကိုအစွမ်းတတ်တည်ပေးတာ။ တကယ်တော့မောရှိမပြန်ဆန်းကြည့်မောရှိကဘာမှမဟုတ်ရိုးရိုးကျွန်တော်တို့လိုတာမန်လူပဲဒါပေမဲ့ဖျားသခင်ကသူ့ရဲ့အကြံစီတော်အတွက်မောရှိကိုရွေးကောက်လိုက်ခြင်းကြောင့်မောရှိမှာအစွမ်းတတ္တိရတာဘလို့အစွမ်းတတ္တိမျိုးလဲနံပါတ်၁ထာဝရဘုရားကတင်းလိုက်ကိုအဘယ်မှာလက်ထဲမှာဘာရှိလဲမောရှိရဲ့လက်ထဲမင်းမှာဘာရှိလဲမောရှိကလှန်တန်ရှိပါလေအဲ့ဒါဆိုလို့ရှိရင်မြေပေါ်ပစ်ချလိုက် ပစ်ချလိုက်တဲ့ခါမှာလှန်လှန်ကမွေဖြစ်သွားတပန်ထာဝရဘုရားကသင်ရဲ့လက်ကိုသင်ရဲ့ရင်ခွေများတို့တွင်းတော့လက်ကိုထဲထဲလိုက်တဲ့ခါမှာလက်ကိုတွင်းပြီးတော့ပြန်ထုတ်လိုက်တဲ့ခါမှာလက်ကမိုးပွင့်လိုမျိုးအနူရောင်အဖြူရောင်စင်းကြီးဖြစ်သွားတယ်တပန်လက်ကိုရင်ခွေများတို့တွင်းပြန်ထဲတဲ့ခါမှာပြန်ထုတ်လိုက်တဲ့ခါမှာပဂတိတိုင်းဖြစ်တယ်ထောက်ဖတ်ကြည့်မြင့်နေ ြင်းလဲဘူးเนาะတချို့သောလူတွေကခုကိမနာမှုပေါ်ပြလို့ရှိရင်ဟာမောရှေကွာတကိုးရှိလိုက်တာမောရှေနောက်ကိုလိုက်မဲ့သူတွေမောရှေပြောသမျှအတိုင်းလိုက်လို့မဲ့သူတွေဒုနဲ့ဒီယခုကျွန်တော်ပတ်ဝန်းကျင်မှာတွေ့နေရတယ် online မှာကြည့်မလား YouTube မှာကြည့်မလားလူတွေဘယ်နောက်ကိုလိုက်နေကြလဲဖျားနောက်ကိုလိုက်တော့မဟုတ်ဘူးအဲ့တကိုးနမိတ်လက္ခဏာပြတဲ့လူတွေကသူတို့ကဖျားဖြစ်နေတာ အဲ့ဒီတကောနမိတ်လက္ခဏာပြတဲ့သူရဲ့အနောက်မှာရှိတဲ့ဖရာရဲ့ဘုံတကောကိုသူတို့မမြင်ဘူးသူတို့မြင်တာကအခုမောရှိလိုပဲနော်လက်ထဲကတောင်ဝဲပစ်ချလိုက်ငွေကြီးဖြစ်သွားတယ်မောရှိကအမိကိုကောက်ကန်လိုက်ပြန်ပြီးတောင်ဝဲဖြစ်လာဟာမောရှိတော်လိုက်တော့မဟုတ်လက်ခုပ်ကြီးပြီးတော့မောရှိနောက်လိုက်ကြမောရှိကလည်းတကယ်တဘုံရှိတဲ့ဖရာကြီးကိုဒီခုလိုဖြစ်နေကြတယ်တောင်ဝဲချင်းမှာ ဒါပေမဲ့ကျမ်းစာထဲမှာကဖျားသခင်ရဲ့အကြံစီတော်ကြောင့်ဖျားသခင်မောရှေကိုရွေးကောက်လိုက်တာမောရှေကိုရွေးကောက်လို့မောရှေကဘာဖြစ်လာလဲအစွမ်းတတိရှိတဲ့လူတယောက်ဖြစ်လာတာမောရှေမှာယခုထိုင်နေတဲ့သူတွေလိုပဲဘာမှမထူးကြဘူးဒါပေမဲ့ဖျားကြောင့်သူထူးကြတာဒါကိုယနေ့ကျွန်တော်သိဖို့လိုတယ်မောရှေရဲ့ရွေးကောက်ခြင်းခံရခြင်းကြောင့်မောရှေရဲ့ဒီကုန်းမိတ်လက္ခဏာပြခဲ့တဲ့အေဂုတ်တုပြီမှာ ကျွန်တော်အရင်တုန်းကဖော်ပြခဲ့ပြီးသွားပြီ။များစွာသောခြင်ကောင်းနေရင်ကောင်းနေဖားတွေနိုင်ငံထဲမှာရှိသမျှရေတွေအကုန်လုံးကပွေးတွေဖြစ်ကုန်တာတွေနော်အသီးနှံမှာဘေးဒဏ်တွေကျိုင်းအောင်တွေချတာတွေလူတွေမှာအနာတွေပေါက်တာတွေစတဲ့အရာတွေဖြစ်ပေါ်စီတာမောရှိကြောင်မဟုတ် မောရှေကိုးကွယ်တဲ့ဖရာရဲ့အကြံစီတော်ကြောင့်မောရှေကိုပြုတ်ခိုင်းလို့မောရှေပြုတ်လို့ဒါမျိုးဖြစ်လာတာဒါပေမဲ့မောရှေနောက်ဆုံးမှာဖရာသခင်ရဲ့အတော်ပြုခြင်းကြောင့်မောရှေပါဖရာသခင်ပြောခဲ့တဲ့အတိုင်းသူ့ရဲ့လူမျိုးတွေကိုလွတ်လပ်တဲ့နိုင်ငံတည်ထောင်ဖို့ဖရာသခင်ကတကောနမိတ်လက္ခဏာအံ့ဝဲသောအရာတွေကိုပြပြီးတော့ဖာရောဘုရင်လက်အောက်ကသူ့ရဲ့လူမျိုးတွေကိုကယ်ထုတ်ပြီးတော့ ဖျားသခင်ရဲ့အကြံစီဖြစ်တဲ့ဂရိတော်ထားရခါနံမီကိုပို့ဆောင်ခဲ့တာဖြစ်တယ်။ပြောညင်တာကဒီနေ့ဒီလူမျိုးတွေကယ်တင်ခြင်းအတွက်ဖျားသခင်ရဲ့အံ့ဩဖွယ်နမိတ်လက္ခဏာကိုပြုဖို့တတိခံဖြစ်တဲ့မောရှိကိုဖျားရွေးကောက်ခဲ့တာ။ဒီနေ့ကယ်တင်ခြင်းဆိုတဲ့အကြောင်းကိုပြောရင်ဒီဣသလာလူမျိုးတွေရဲ့ကယ်တင်ခြင်းကဖျားသခင်ကြောင့်ဖြစ်တယ်။ ထုံနည်းတူပဲဓမ္မသစ်ကျမ်းကိုလည်းကျွန်တော်လေ့လာတယ်ဓမ္မသစ်ကျမ်းထဲမှာဘာကိုတွေ့လဲဆိုတော့ကျွန်တော်တို့ပထမဦးဆုံးသခင်ယေရှုပြုတဲ့ကာနာမျိုးမင်္ဂလာဆောင်ပွဲကနမိတ်လက္ခဏာကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြရအောင်ရှင်ယောဂရုကျမ်းခန်းကြီးနှစ်မှာပေါ်ပြထားတယ်အားလုံးတချို့ဆိုကောင်းကောင်းကြည့်ညာစွာသောဆရာတွေဒီကြောင့်နဲ့ပတ်သက်လို့ဝင်ကဟောပြောတာကိုကြားခဲ့ပြီးွားပြီ အဲ့ဒီကာနာမြို့မိင်္ဂလာဆောင်မှာမေရောမာရီနဲ့သခင်ယေရှုသူ့ရဲ့တပည့်တော်တွေအားလုံးဖိတ်ကြားခြင်းခံရတဲ့ခါမှာသူတို့အားလုံးတွားကြတွားတဲ့ခါမှာအဲ့မြို့မှာရှိတဲ့မြို့မျက်နှာဖုံးဆိုတော့တပြို့လုံးကလာတာပေါ့လာတဲ့ခါမှာသူတို့ပြင်ဆင်ထားတဲ့အစားအစာတွေနဲ့စပည့်ကြီးကကုန်းသွားဧည့်ရမကုန်သေးဘူးအဲ့တော့ဘာဖြစ်လဲအလူရှင်မျက်နှာပြက်ပြီလေ တစ်သက်လုံးဒီမျိုးမှာနေတာသူတို့ပြောစရာဖြစ်တော့ပြောခံရတော့မယ်ဟာသူမင်္ဂလာလာဘွာလောက်တာနည်းနည်းလေးခေါ်လိုက်တာတစ်မျိုးလုံးငါတို့သွားတော့စားစရာမရှိဘာမှလည်းမရှိဘူးတစ်သက်လုံးပြောခံအဲ့မျိုးမှာတစ်သက်လုံးအဲ့လူမျက်နှာမြင်တာနဲ့အဲ့လူလေးအဲ့လူလေးငါကသွားပါလေဆိုမှဘလောက်ရှက်ဒါပေမဲ့အဲ့ထဲကနေကယ်တင်ရင်းချောင်းရာဘာဖြစ်လာ အခင်ယေရှုလည်းအဲ့ဒီပွဲကိုတွားတဲ့ထဲမှာပါတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒုက္ခကနေပြီးတော့ကယ်တင်ခြင်းဆိုတဲ့အရာဖြစ်လာခရစ်တော်ရဲ့ဘုရားခရစ်တော်ရဲ့အကြံစီကဘာဖြစ်လာလဲကိုယ်ဝါတဲ့စပြည့်ရေကိုဘုံတကိုးတော်ထေရှားဖို့အတွက်သူ့တပည့်တွေကိုအခိုင်းအစီတွေကိုဘာပြောလဲကျောက် OC 6လုံးထဲမှာရေပြည့်ဖြည်လာတယ်ကိုယ်ဝါပြီစပြည့်ကိုယ်ဝါပြီထပ်ပြီးတော့အဲ့ခံစရာမရှိတော့ဘူး တို့ဣသေလတွေရဲ့နေတူနေမြတ်မှာကစပည့်ရာအဓိကပဲ။စပည့်ရဲ့တိုက်ကြွေးခြင်းကအဓိကပဲ။ဒါပေမဲ့ခုစပည့်ကုံသွားပြီဘယ်လိုလုပ်မလဲ။ရှက်ကွဲတော့ဒါပေမဲ့ခရစ်တော်ပါအဖြစ်တို့တွေဒီအရှက်ကွဲခြင်းကနေလွတ်မြောက်ခဲ့။တို့ဖြည့်လိုက်တဲ့ရေအပြည့်ကခရစ်တော်ရဲ့တကောတော်အဖြစ်အကျံစီတော်အဖြစ် ဖျားဘုံတော်ထင်ရှားစရာရေကနေပြီးတော့အလွန်အစင်းအနှံ့ရတာနဲ့ပြည့်စုံတဲ့စပြည့်ရေဖြစ်ကိုပြောင်းနေတယ်။အဲ့ဒီကမှာဘာဖြစ်လာလဲ။အကျံစီတော်ကဖျားရဲ့ခွတ်တော်ရဲ့အကျံစီတော်ကဒီရာကိုမြင်တဲ့လူတွေအားလုံးကခရစ်တော်ကဒါမျိုးလုတ်သွားတယ်ဆိုတော့သူတို့မျက်မြင်ကိုယ်တွေ့သက်တည်ဖြစ်သွားတယ်။အဲ့ဒီကမှာခရစ်တော်ကိုဘာဖြစ်သွားလဲ။ သူတို့တက်တာမှာတကိုးရှိတဲ့နမိတ်လက္ခဏာပြနိုင်တဲ့ prophet လားဖျားလားသူတို့မြင်သွားတယ်ခုနပြောဆိုတကိုးနမိတ်လက္ခဏာပြခြင်းရဲ့နောက်ွယ်မှာဘာအကျံစီရှိလဲဖျားရဲ့အကျံစီရှိတယ်အဲ့ဒီအကျံစီကဘာလဲခရစ်တော်ကိုဖျားဖြစ်သူတို့မြင်သွားတယ်ဒါကဖျားရဲ့အကျံစီဖြစ်တယ် ဖခင်ရဲ့ရည်ရွယ်ချက်ဖြစ်တယ်ဖခင်ရဲ့နမိတ်လက္ခဏာနဲ့လူတွေရဲ့ကယ်တင်ခြင်းအကြောင်းကိုဒီအကြောင်းရမှာကြောက်ထပ်လို့ရတယ်ခါထပ်ပြီးတမန်တော်ဝုဒုခန်းကြီးတင့်မှာဖတ်ကြည့်လို့ရှိရင်ခရစ်တော်သခင်ယေရှုကားတဲ့ပုံမှာအသေးခံပြီးတော့၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်ပြီးတပည့်တော်တွေနဲ့ရက်ပေါင်း၄၀အတူတူနေပြီးတော့စားတော့ပြီးတော့နောက်ဆုံးမိတ်မှာတယ် တင်တို့ဘောကိုတရှင်းသောဝိညာဉ်တော်ဆင်းသက်တော်ကတင်တို့ဒီတကောကိုခံရ၍ယေရုရှလင်မြို့မှာစပြီးယူဒပြည်ရှမာရိပြည်နေကြီးဆုံးတိုင်အောင်ငါရဲ့တပ်တွေဖြစ်ကြလိမ့်မယ်။ဒါကြောင့်မလို့အဲ့ဒီကိုကိုခံဖို့အတွက်တရှင်းသောဝိညာဉ်တော်ရဲ့တကောကိုခံဖို့အတွက်ငန်လင်းတော်ခနာဆောင်။တပည့်တော်တွေကလည်းပြောတဲ့အတိုင်းပဲအချင်းချင်းခုလိုမျိုးစုယုံပြီးတော့ဘုပ္ပုကိုးွယ်နေကြတာ။အဲ့ဒီချိန်မှာဘာဖြစ်လဲ။ ပင်ဒီကုတ်ဒီပွဲနေမှာသူတို့ဘောတန်ရှင်သောဝိညာဉ်တော်တက်ရောက်တဲ့အခါမှာသူတို့ရဲ့နှုတ်ရှာပါဇက်ကိုကွဲပြားပြီးတော့တဲ့နော်ဓမ္မရုထုခန်းကြီးနေခန်းငယ်တစ်ကလေးမှာပင်ဒီကုတ်ဒီပွဲနေရောက်တဲ့အခါမှာသူတို့ပေါင်းတို့တင်ကြီးတညွတ်ပြဆုဝေးနေကြတယ်ထိုအခါလေပြင်းမုန်တိုင်းကဲသူတို့အတန်ဒီခဏချင်းတွင်ကောင်းငင်မှလာပြီသူတို့နေထိုင်တော့အိမ်ကိုဖြည့် ထိုခဏဒီနေ क्वे ပြသောရှာတို့ဒီမိရှာကဲ့သို့ထင်ရှား၍သူတို့အသီးသီးပေါ်၌တည်နေတယ်ထိုသူပေါင်းတို့ဒီလက်တရှင်သောဝိညာဉ်တော်နှင့်ပြည့်၍ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်တိုင်အမျိုးမျိုးသောဘာသာစကားအပြင်ဟောပြောတယ်အဟောပွေရနမိတ်လက္ခဏာဖြစ်လာတယ်ဘာကြောင့်လဲဖျားခင်ရဲ့အကြံစီကဘာလဲမင်းတို့ဘောကိုတရှင်သောဝိညာဉ်တော်စင်တယ်လိမ့်မယ် စဉ်တဲ့အခါမှာမင်းတို့ရဲ့နှုတ်ရှာပါဇက်ကနေပြီးတော့ပြောတဲ့ဝင်ငါနဲ့ပြတဲ့တကိုးတွေကယူဒာပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ဖျားခင်ရဲ့တက်တည်ဖြစ်ဖို့အတွက်ပြသူတို့နာမည်ကျော်ကြောက်ပြခိုင်းတာမဟုတ်ဘူးသူတို့တကိုးရှိတယ်ဆိုတော့လူတွေကမြင်ပြီးတော့သူတို့ကိုသူတို့နောက်လိုက်ပြီးတော့ချီးမောဖို့အတွက်ပြခိုင်းတာမဟုတ်ဘူးဖျားခင်ရဲ့တကိုးတော်ကိုမြင်တွေ့ပြီးတော့ ဖျားသခင်ရဲ့ကယ်တင်ရှင်ဆိုတဲ့အရာကိုသိဖို့အတွက်ဒီလူတွေကိုအသုံးပြုမယ်ဆိုတာကိုဖျားရဲ့အကြံစီကိုပြောပြလို့ပါတယ်။ပြောပြတဲ့အချိန်မှာနမိတ်လက္ခဏာတကယ်ဖြစ်လာတဲ့အခါမှာသူတို့မလုပ်နဲ့။မိရှာခဲ့သူတို့ရဲ့နှုတ်တင်ကပြောနေတဲ့အခါသူမိရှာတာပြောနေတဲ့အိဗေကသူတို့ရဲ့ဗဇက်ကဖျားရဲ့အကြောင်းကိုမပြောရင်မနေနိုင်တော့ဘူး။ဒါကြောင့်မလို့သူတို့ဗဇက်တွေကဖျားရဲ့ကယ်တင်ရှင်ဖျားရဲ့တကိုးတော်အကြောင်း ဖရာရဲ့ဘယ်လောက်ထိတတ်နိုင်တော်မူကြောင်းကိုဝေနာဟောပြောဖို့ပါဇက်တွေကပိတ်ထားလို့မရတော့ဒါကြောင့်မလို့သူတို့ရဲ့ပါဇက်ကပြောတဲ့အရာတွေကကြားရတဲ့သူတွေပေါ်မှာစိတ်နှလုံးသားတိုးထိပြီးတော့အဲ့ဖရာကိုယုံကြည်ဖို့ပြုဖို့ဒါကြောင့်မလို့သူတို့ရဲ့နှုတ်ရှာသည်မိရှာသည်ကိုကွဲပြားပြီးတော့တန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ပြီးတော့ဟောပြောတာဟောပြောတာကအမျိုးမျိုးသောဘာသာစကားနဲ့ဟောတာ ဣသေလကဣသေလစကားတမျိုးလေးနဲ့ဟောတာမဟုတ်ဘူးဥပမာကျွန်တော်တို့ဗမာပြည်လာတဲ့တိုင်းရင်းသားတွေအားလုံးတချို့ကကရင်တိုင်းရင်းသားကရင်ဘာသာစကားတချို့ကချင်းချင်းဘာသာစကားတချို့ကရှမ်းတချို့ကမွန်တချို့ကရခိုင်သူတို့ဘာသာစကားအသီးသီးပြောတယ်ဆိုပေမဲ့ဒီပြောလိုက်တဲ့ဝင်လာလိုက်တဲ့တရားဒေသနာကသူတို့ထဲထဲမှာတူးထီပြီးတော့အိုးသူက ဘမာပဲဘလို့ပြလို့ तू ကကရင်လိုပြောတတ်တာလဲဟာ तू ကဘမာပဲဘလို့ပြလို့ရှမ်းလိုပြောတတ်တာလဲသဘပြေအံဩဝေရနမိတ်လက္ခဏာကိုဒီလူတွေမြင်တွေ့လိုက်ရတာဒါကဘာကြောင့်ဖျားသခင်ပေးတဲ့တကိုးတော်အကြံစီတော်ကြောင့်သူတို့ဒီလိုအစွမ်းတတ္တိကိုရခြင်းဖြစ်အဲဒီမှာတမန်တော်ကြီးပေတရီဟောပြောခြင်းကြောင့်လူ၃000ကျောင်းလဲဝါထူးခြားတဲ့နမိတ်လက္ခဏာ ယနေ့ကျွန်တော်ပတ်ဝန်းကျင်မှာလည်းနမိတ်လက္ခဏာတွေပြနေဆရာအများကြီးရှိတယ်။ဒါပေမဲ့ကျွန်တော်တို့မြင်ရသိရမှာကဒီနမိတ်လက္ခဏာပြတာမှန်ဒီဖြစ်စေမမှန်ဒီဖြစ်စေကျွန်တော်တို့အဲ့ဒီအရာပေါ်မှာတွေးတောဆင်ခြင်ရမှာမဟုတ်ဘူး။ကျွန်တော်တို့တွေးတောဆင်ခြင်ရမှာကဒါကဖျားဘုံတော်ထင်ရှားဖို့ဖျားသခင်ကိုမြင်တွေ့ဖို့ဖျားသခင်ကိုပို့ပြီးတော့အားကိုးဖို့အတွက် အဲ့ဒီရောက်ကျွန်တော်ခေါင်းထဲရောက်ကျွန်တော်ရိုးရိုးလူပဲကျွန်တော်လာစိတ်ရင်ကျွန်တော်နာတယ်ကျွန်တော်လာထိုးရင်ကျွန်တော်နာတယ်ကျွန်တော်ဝမ်းနေရင်မိုးတယ်မျက်ရည်ကျတယ်ဒီမှာထိုင်နေတဲ့သူတွေနဲ့အတူတူပဲဒါပေမဲ့ဖျားခင်ရဲ့အတုံးပြူခြင်းကြောင့်ယနေ့ကျွန်တော်ဒီနေရာမှာရပ်ပြီးတော့ဖျားခင်ရဲ့တကိုးတော်နဲ့နမိတ်လက္ခဏာနဲ့ကဲ့တင်ခြင်းကြောင့်ပြောနေခြင်းကား ဒီနေ့ဖခင်ကျွန်တော်အသုံးပြုဖြစ်ထိုနေ့လူပဲဒီမှာရှိတဲ့လူတွေကိုလည်းဖခင်ကအကြံစီရှိတယ်ဖခင်ကအသုံးပြုမှာပဲဒီနေ့နာယောဂခံစားရတဲ့ညီမငယ်ဆိုတော့ not to ရောက်လာတဲ့တင်းတော်မှာဆရာချစ်ထူတောင်းပေးတယ်ပြောင်းရင်ပြောင်းသွားမယ်တတရင်တတသွားမယ်ဒီလိုပြောင်းခြင်းဒီလိုတတချင်းကဆရာချစ်မှာတကောရှိလို့မဟုတ် 只要去哥哥那里拍一下子片，一个老焦，给你表哥你我家的。然后你呢？然后这样，啊，只要去苏打饼了，怎么着？老我加毛阿米？侬还你呢？你听我呢？你一看到那加了，你老我听你懂没？苏打饼的，加我了。啊，只要去书店了，只要苏打饼了，怎么加我了？好，人家搞那回事。 မသိရင်အဲ့ဆရာကတကိုးရှိတယ်လို့လို့မအားဘူးနော်အဲ့ဆရာကိုအတုံးပြုတဲ့ဖခင်ကတကိုးရှိတယ်အဲ့ဆရာကတကိုးရှိတယ်အခုယနေ့ကျွန်တော်တို့သင်တော်မှာရှိတဲ့လူတွေကဘာပေါ်မှာရှိတဲ့ယုံကြည်သူတွေဒီအရာကိုနားလည်ဖို့လိုတယ်သိဖို့လိုတယ်ဒီဆရာရဲ့နောက်မှာရှိတဲ့ဒီဆရာကိုကိုယ်နဲ့ဖျားဖို့တာ၍ဝတ်ပြုကိုယ်ကိုယ်တတ်ဖို့ယုံကြည်ခြင်းမှာပြေဝစွာယုံကြည်တတ်ဖို့ ထိုနည်းတူပဲပေညုနဲ့ယောဟန်တို့ပြုတဲ့နမိတ်လက္ခဏာအကြောင်းကိုတမန်တော်ဝုဒ္ဓခန်းကြီး၃ကိုဖတ်ကြည့်။နာနဲ့၃ချက်ဒီအချိန်မှာအဲပေညုနဲ့ယောဟန်တို့ကဗိမာန်တော်တဲကိုလာတဲ့အခါမှာအမိဝမ်းတဲကခြေမစွမ်းတဲ့လူတစ်ယောက်ပြောချင်တာကမွေးကလေးကနေပြီးတော့ဒုက္ခဖြစ်တဲ့လူတစ်ယောက်ကဗိမာန်တော်ထဲမှာထိုင်နေဝင်လာတဲ့အခါမှာတဲ့သူတို့ကိုပေကံစွန့်ကျဲမှုတွေတောင်းတယ် ောင်းတဲ့ခါမှာဗေဒူးနဲ့ယောဟန်ကသူတို့ကိုမြင်လို့ရှိမြင်တဲ့ခါမှာသူကစွန့်ကျဲပါလို့တောင်းတယ်တဲ့ဒါကဗေဒူးနဲ့ယောဟန်ကငါတို့ကိုကြည့်ငါတို့ကိုတစုံတစ်ခုရမယ်လို့စိတ်ထင်တဲ့တမန်တော်တွေကိုမျှော်ကြည့်တဲ့ခါမှာဗေဒူးကငါမှာရွှေလည်းမရှိဘူးလေငွေလည်းမရှိဘူးလေရှိတဲ့အရာတော့ငါပေးမယ်အဲ့ဒါကပါလဲဆိုတော့ နာဇရက်မြို့သားယေရှုခရစ်ရဲ့နာမတော်နဲ့ယခုထပြီးလှမ်းသွားတော်လို့ပြောလိုက်တဲ့အခါမှာဒုက္ခကြဖြစ်နေတဲ့အဲ့တယောက်ကချက်ချင်းထပြီးတော့လမ်းလျှောက်သွားရတဲ့အာဩဘွေရာထူးဆန်းတဲ့နမိတ်လက္ခဏာကိုဒီလူမြင်ရတယ်ယူဒရဲ့ဣသင်လာရဲ့ကုံမြင်ရတယ်ဘလောက်ထူးကြတယ်ဒါတွေကပေမျိုးမှာ တကိုးရှိလို့လားယောဟန်မှာတကိုးရှိလို့လားခရစ်တော်သူတို့ကိုပြောခဲ့တဲ့တန်တန်ရှင်သောဝိညာဉ်တော်သင်တို့ဖို့တဲ့ရောက်တဲ့အခါမှာတကိုးနမိတ်လက္ခဏာအသီးသီးကိုပြပြီးတော့ခရစ်တော်ရဲ့တသက်ဖြစ်ကြလိမ့်မယ်လို့ခရစ်တော်မှာခဲ့ဒီနေ့ဒီကျမ်းပိုက်ကလည်းကျွန်တော်တို့ယုံကြည်သူတွေအားလုံးပေါ်မှာတက်ရောက်တယ်ဒီနေ့ကျွန်တော်တို့ချင်းချင်းဆုတောင်းပြီးတဲ့အခါမှာ ဖျားသခင်ရဲ့တကိုးတော်ကတက်ရောက်တဲ့အခါမှာအဲ့ဒီလူမှာအနာငင်းချင်းဖြစ်လာတောက်ကင်းချင်းဖြစ်လာလွတ်မြောက်ချင်းဖြစ်လာဘာနဲ့ဆိုင်ဖျားနဲ့ဆိုင်အဲ့ဖျားကိုယုံကြည်ခြင်းနဲ့ဆိုင်ဆုတောင်းပေးတဲ့လူမှာတကိုးရှိလို့အဲ့ဆုတောင်းပေးတဲ့လူကိုကိုယ်နဲ့ဖျားမှာတကိုးရှိလို့ပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီเจ้าနေကိုစင်ကြီးတဲ့အခါမှာ ကျွန်တော်တို့ရဲ့အသက်တာမှာဖះဖို့ပို့ပြီးတော့ယုံကြည်ဖို့ဖြစ်လာသူပြေပြောရခြင်းလားတော့သခင်ယေရှုဘာဖြစ်လို့သူ့ရဲ့တပည့်တော်တွေကိုဒါမျိုးတကိုးအစွမ်းတတ်ပြီးရဖို့အတွက်ကိုအခွင့်ပေးခဲ့လဲရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7ခန်းငယ်25က26ယေရှုကငါသည်ပြန်ရှင်ခြင်းကြောင့်ဖြစ်တဲ့အသက်ရှင်ခြင်းကြောင့်ဖြစ်တဲ့ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည် ငါကိုယုံကြည်ရဲ့အသက်ရှင်တော်သူရှိသမျှတို့ဒီတည်ခြင်းနဲ့အစင်မပြကင်းလို့လိမ့်နေလို့အခင်ယေရှုမှာကြားခဲ့တဲ့အရာကဒီနေ့သူအသုံးပြုတဲ့တပည့်တော်တွေမှာတတ်တည်ဖြစ်လာတယ်။ဒါကြောင့်မတကင်ယေရှုကတပည့်တော်တွေနဲ့ယုံကြည်သူတွေကိုဝေငှတင်ကြားပြီးတော့ကောင်းကင်ဘုံပေါ်တင်တက်ကြောသွားပြီးနောက်ပိုင်းမှာတကင်ယေရှု ပြုခဲ့တဲ့တကောနမိတ်လက္ခဏာတွေနဲ့တပည့်တော်တွေကလည်းဆက်လက်လုပ်ခဲ့တာကျွန်တော်တွေ့ရတယ် ။သခင်ယေရှုရဲ့တကူတော်လေးခက်တီညင်းနေသခင်ယေရှုရဲ့နိုင်ငံတော်အကြောင်းကိုပြောပြပြီးတော့ဒီနေ့သူ့ကိုဝတ်ပြုကိုးကွယ်တဲ့အသင်းတော်ဖြစ်တဲ့အသင်းတော်ကြီးစတင်ပေါ်လာတယ်။အဲ့ဒီထဲမှာကျွန်တော်တို့베리သင်းတော်လည်းတစ်ခုပါဝင်ဖြစ်တယ်။ဖျားသခင်ဘာပြုလို့အသင်းတော်တွေကိုပေါ်လာစေရတာလဲ။ဖျားသခင်ဘာပြုလို့တမန်တော်တွေယုံကြည်သူတွေရဲ့အသက်တာမှာဝိညာဉ်ကြီးကကြီးထွားဖို့ ဒီနေ့အမှုတော်ဆောင်ဒီအသုံးပြုရတာသူ့ရဲ့တသက်ဖြစ်သူ့ရဲ့ကယ်တင်ခြင်းအကြောင်းကိုဆက်လက်ဝင်ငါဟောပြောဘူးယူဒာပြည်ရှမာရိပြည်မြေစည်းစုံတိုင်အောင်တသက်ဖြစ်ဖို့ဖြစ်ဒီနေ့သင်တော်ဝတ်ပြုကိုးကွယ်ခြင်းကဖခင်ကိုလာပြီးတော့တသက်ခံဖို့ဖခင်ရဲ့တသက်ဖြစ်ဖို့ကျွန်တော်တို့ကတည်းကကောင်းတာတွေတွေ့မယ်ဆိုးတာတွေလည်းတွေ့မယ်ဝမ်းနေခြင်းတွေလည်းတွေ့မယ်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတွေလည်းတွေ့မယ် ဘလို့ကြောင်းနေပြီဖြစ်ဖရာသခင်ရဲ့တသက်ထင်ရှားဖို့ဖြစ်လာတယ်ဆိုတာတော့မဟုတ်ဘူးအနာရောဂါပြောင်းမှချီးမွားမှာမဟုတ်ဘူးကဲဒီညရောက်မှချီးမွားမှာမဟုတ်ဘူးဒုက္ခရောက်တယ်ချီးမွားတာမဟုတ်ဘူးဖရာရဲ့အမှုတော်ဆောင်တဲ့ခါမှာနမိတ်လက္ခဏာတွေကိုဒီနေ့ပြနေကြတဲ့သူတွေများရှိတချို့ကျတော့သူတို့ကြော်ကြားဖို့တချို့ကျတော့သူတို့ကိုချီးမွားဖို့ တချို့ကြတော့လေသူတို့ဒီပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ဘဝချမ်းသာကြွယ်ဝဖို့အာနာတကိုးဆွမ်းရဖို့ဓမ္မရွေးနဲ့လုံရနေတယ်။ဒီနေ့ဓမ္မချမ်းသာလဲမှာဒီရာတွေကိုလှုပ်ခြင်းကဖရားရဲ့ဘုန်းတော်ထင်ရှားဖို့ပဲဖြစ်တယ်ဆိုတာ။ဒီနေ့ကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ။ဒါကြောင့်မလို့ဖရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်ရှင်ခြင်းနဲ့ဝေငှတဲ့တရားဟောတဲ့တရားဒေသနာဖြစ်စီ တကောနမိတ်လက္ခဏာကိုပြုတဲ့အရာဖြစ်ပါစေဖျားသခင်ရဲ့ဘုံတော်ထင်ရှားမှုပဲဖျားသခင်ရဲ့ရည်ရွယ်ချက်ကိုဖော်ပြခြင်းပဲဖြစ်တယ်ဖျားသခင်ရဲ့အကြံစီတော်ကိုပြည့်စုံဖို့အတွက်အသုံးတော်ခံခြင်းပဲဖြစ်တယ်ဒီနေ့ကျွန်တော်ဒီမှာထိုင်နေတဲ့မျိုးလေးကပြည့်စုံတဲ့မျိုးမျိုးရှိတယ်ကျွန်တော်တို့မှာဘာဆွမ်းစားမှလည်းမရှိဘူး။ဝေးလာကလေးက ရွှေတုံးတွေကိုက်ပြီးမွေးလာတာစိတ်လုံးတွေလျော့မှာစီပြီးမွေးလာတဲ့သူတယောက်မှမရှိဘူးဒါပေမဲ့ရှိတာကပါလေဖျားသခင်ရဲ့အကြံစီတော်ကမွေးလာတဲ့ကကျွန်တော်တို့တယောက်စီတိုင်းမှာရှိအဲ့ဒီကြံစီကပါလေဖျားရဲ့တက်တည်ဖြစ်ဖို့ဖျားရဲ့ဘုံတော်ထင်ရှားဖို့ဖြစ်တယ်တချို့ကနမိတ်လက္ခဏာပြနိုင်မှာဖျားရဲ့ဘုံတော်ထင်ရှားတယ်လို့တင်တာနော် နေ့ကျွန်တော်တို့ရဲ့အသက်တာရဲ့အသက်ရှင်ဖို့နေထိုင်ဖို့ပြောဆိုဖို့အဲ့ဒီအရာတွေအကုန်လုံးကဒီနေ့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားမှုဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့အသက်ရှင်ခြင်းကရှေးကတမန်တော်တွေလိုပဲဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်ရှင်ခြင်းနဲ့အဲ့ဘုရားကိုတစ္ဆာရှိသွား။ဘုပြုကိုးကွယ်ပြီးတော့ဘုရားရဲ့တည်တည်ပြီးဖြစ်ဆက်လက်တသရှင်ကြရအောင်လို့အနေငယ်ပဲဝင်ရပါတယ်။ ဒီတရားဒေသနာကြားနာရတဲ့သူအယောက်ဆယ်ပေါ်မှာဘုရားခင်ထံတော်ပါမတကူနမိတ်လက္ခဏာကောင်းကြီးမင်္ဂလာများမြင်တွေ့ခံရရပါစေ။